ဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာအချိန်ကစပြီးဗီဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်အစ္စလမ်ဘာသာဝင်များ၏ထူးမြတ်သောအီသူဖတ်တဝါကျုအစ်နစ်နေရူးနေမြတ်အချိန်ခါသမယတွင်ရဝေးရနီမအစ္စလမ်ဘာသာဝင်များအလုံးအတွက် NUG နိုင်ငံသား၏ဝင်ကြီးစုမွန်ကောင်းတောင်းတဲ့သတင်းကိုတင်ပြပေးပါမယ်မတ်လ31ရက်နေ့မှာကြာရောက်တဲ့အစ္စလမ်ဘာသာဝင်များ၏ထူးမြတ်သော အီဒိုဖတ်တဝါကျွအင်းနေနေဒူးနေမြက်အချိန်ခါသမယတွင် NUG နိုင်ငံရေးဝန်ကြီးဒေါ်စင်မအောင်ကစွမ်မွန်ကောင်းတောင်းဆိုကြောင်းအခုလိုအသိပေးရေးသားထားပါတယ်။အစ္စလမ်ဘာသာဝင်များ၏ထူးမြတ်သောအီဒိုဖတ်တဝါကျွအင်းနေနေဒူးနေမြက်အချိန်ခါသမယတွင်ယနေ့ရက်ဝေးမှအစ္စလမ်ဘာသာဝင်များအလုံးစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါれလို့ဖော်ပြထားပါတယ်။ ပြီးခဲ့သည့်တောက်ကြာနေ့ကမြန်မာနိုင်ငံအတွင်းအင်အားပြင်းငလင်လှုပ်ခတ်ခဲ့သည့်အချိန်တွင်အစ္စလမ်ဘာသာဝင်များစုပေါင်းဝတ်ပြုသည့်အချိန်နှင့်တိုက်ဆိုင်နေခြင်းကြောင့်သာသနိကအဆောက်အုံများပြိုကျပျက်စီးပြီးဝတ်ပြုလာသူအစ္စလမ်ဘာသာဝင်အများအပြားမြင့်မြတ်သောရှဟီဒီများအဖြစ်ကွဲလွန်သေဆုံးခဲ့ရခြင်းအတွက်လည်းကျန်ရစ်သူမိသားစုများနဲ့အတူထပ်တူထပ်မြခြေကွဲဝမ်းနေရပါတယ်။ကျန်ရစ်သူမိသားစုများအပေါ်အလားအရှင်မြတ်မှစိတ်ခွန်အားချီးမြှင့်ပေးပါစေကြောင်းဆုတောင်းအပ်ပါတယ်လို့យေတာထားပါတယ်ခင်ဗျာ။ ဒုတိယသတင်းအနေဖြင့်ထိုင်းဝမ်မှကယ်ဆယ်ရေးကျွမ်းကျင်လှုပ်သားများနှင့်စက်ကရိယာများမြန်မာနိုင်ငံတဲအဝင်မခံတာစိတ်မကောင်းစရာဖြစ်တယ်လို့တယန်ဇာတနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ထိုင်းဝမ်မှကယ်ဆယ်ရေးကျွမ်းကျင်လှုပ်သားများနှင့်စက်ကရိယာများမြန်မာနိုင်ငံတဲအဝင်မခံဘူးဆိုတာစိတ်မကောင်းစရာဖြစ်တယ်လို့တယန်ဇာတနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကမတ်လ31ရက်မှာယခုလိုဆိုထားပါဗျ။ လူသားချင်းစာနာမှုလုပ်ငန်းမှာနိုင်ငံရေးကိုဘေးဖယ်ထားတဲ့ထိုင်ဝမ်မှကယ်ဆယ်ရေးကျွမ်းကျင်လုပ်သားများနှင့်စက္ကရိယာများမြန်မာနိုင်ငံနဲ့အဝန်မခံဘူးဆိုတာစိတ်မကောင်းစရာပါဒီအချိန်မှာနိုင်ငံရေးထက်အုပ်ပုံတွေကြားမှာအသက်ရှင်လျက်ပိတ်မိနေသူတွေကိုမြ мян ဆန်းဆန်းကယ်ထုတ်နိုင်ဖို့ဆိုတာ ကျွမ်းကျင်လုပ်သားများဆက်ရန်ရားများနှင့်ဤပညာအထောက်အကူတွေအင်မတန်လိုအပ်ပါတယ်။လူများပြီးပွဲမစီဖြစ်တာထက်နိုင်ငံတကာမှကျွမ်းကျင်ပညာရှင်များရဲ့အထောက်အကူဟာအရန်ကိုလိုအပ်နေတာပါ။နောက်ပြီးမီဒီယာများရဲ့လှုံ့ဆော်မှုအားနဲ့နိုင်ငံတကာအကူအညီတွေမြန်မြန်ဆန်ဆန်ရောက်လာစေရေးလည်းအရေးကြီးပါတယ်။နိုင်ငံတကာမီဒီယာများကိုအယိမယအဖက်မယစင်ကြေတွေနဲ့ပိတ်ပင်တာဟာဒုက္ခရောက်နေတဲ့ပြည်သူများအတွက်အင်မတန်အကျိုးရုပ်စေပါတယ်လို့ဝန်ကြီးကဆိုပါတယ် လက်ရှိ NUG ထိန်းချုပ်နယ်မြေတွေကငလင်ဘေးတင့်ပြည်သူတွေအတွက်တော့အတက်နိုင်ဆုံးကူညီဖြည့်ရှင်ပေးဖို့စီစဉ်နေပြီဖြစ်တယ်လို့သိရပါဗါတယ်။အာနာကလွယ်ပြီးဘာမှမစင်းစားတတ်တဲ့လူတွေလက်ထဲမြမပြည်သူတွေနာခစ်တကြိမ်ငလင်တကြိမ်ခံရတာဟာရင်နာစရာကောင်းလာတယ်လို့ဝန်ကြီးကထပ်လောင်းဆိုထားပါဗါတယ်ခင်ဗျာ။ ဆက်လက်ပြီးမြန်မာနိုင်ငံအလဲပိုင်း၌လှုပ်ခတ်ခဲ့သောငလင်ကြောင့်ဖြစ်ပေါ်ခဲ့သည့်ထိခိုက်ပျက်စီးမှုများကိုကုညီဆောင်ရွက်ရန် JICA အဖွဲ့မြန်မာနိုင်ငံသို့ရောက်ရှိတဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာနိုင်ငံအလဲပိုင်း၌လှုပ်ခတ်ခဲ့သောငလင်ကြောင့်ဖြစ်ပေါ်ခဲ့သည့်ထိခိုက်ပျက်စီးမှုများကိုကုညီဆောင်ရွက်ရန် JICA အဖွဲ့ရန်ကုန်သို့မတ်လ31ရက်မှာရောက်ရှိပြီးဖြစ်ကြောင်းသတင်းရရှိပါရသည်။ မတ်လ28ရက်နေ့တွင်မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သောငလင်ကြောင့်ဖြစ်ပေါ်ခဲ့သည့်မြောက်များစွာသောထိခိုက်ပျက်စီးမှုများကိုကုညီဆောင်ရွက်ရန်ဂျပန်ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှတဆင့် တဘာဝဘေးအန္တရာယ်၊ကုညီကယ်ဆယ်ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ကိုကနဦးအနေဖြင့်မြန်မာနိုင်ငံသို့ဆေလွတ်ရန်2025ခုနှစ်မတ်လ30ရက်နေ့တွင်ဂျပန်နိုင်ငံအစိုးရကဆုံးဖြတ်ခဲ့ပါသည်။တက်ဆိုင်ရာ JICA ဝန်ထမ်းနှင့်ဆေးဘက်ဆိုင်ရာပညာရှင်များအပါအဝင်အဖွဲ့ဝင်5ဦးပါဝင်သောအဆိုပါအဖွဲ့သည်လက်ရှိမြေပြင်အခြေအနေလိုအပ်ချက်များနှင့်လုံခြုံရေးအခြေအနေများကိုကြည့်ရှုသုံးသပ်ပြီးနောက်တဘာဝဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ JDR ကိုဆေလွတ်ရေးအတွက်ညှိနှိုင်းဆောင်ရွက်မှုများလှုပ်ဆောင်သွားမယ်လို့ဆိုပါသည်။ ထို့အပြင်ဂျပန်အစိုးရသည်ငလင်တန်သည့်ပြည်သူများအတွက်အခြေခံလိုအပ်သောပစ္စည်းများအပါအဝင်အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများကို JICA မှတဆင့်ထောက်ပံ့ပေးအပ်ရန်ဆုံးဖြတ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီကုလသမဂ္ဂနှင့်မိဖက်အဖွဲ့အစည်းများမှအသက်ကယ်တုံ့ပြန်ဆောင်ရွက်မှုများအတွက်ကနဦးငွေဒေါ်လာ15သန်းကိုစုပေါင်းထည့်ဝေတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် ကုလသမဂ္ဂအဖွဲ့များနဲ့လူသားချင်းစာနာထောက်ထားရေးဆိုင်ရာမိဖက်အဖွဲ့အစည်းများသည်အသက်ကယ်တုံ့ပြန်ဆောင်ရွက်မှုများအတွက်ကနဦးငွေဒေါ်လာ15သန်းကိုစုပေါင်းထည့်ဝင်ထားခဲ့တယ်လို့ UN မြန်မာကအတိပေးထုတ်ပြန်ပါတယ်။ဤခြေကွဲပွဲဖြစ်ပျက်ကြောင်းထိခိုက်ခံစားရသူအလုံးနဲ့အတူကျွန်တော်တို့တသားတည်းရှိနေပါတယ်။စာနာဂယုဏတက်မိပါတယ်လို့ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနဲ့လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးယာယီ မစ္စတာမာဂိုလူဂျီကော်စီကဆိုပါတယ်ကုလသမဂ္ဂအဖွဲ့များနဲ့လူသားချင်းစာနာထောက်ထားရေးဆိုင်ရာမိဖက်အဖွဲ့အစည်းများသည်အသက်ငယ်တုံ့ပြန်ဆောင်ရွက်မှုများအတွက်ကနဦးငွေဒေါ်လာ15သန်းကိုစုပေါင်းထည့်ဝင်ထားခဲ့ပြီးအရေးပေါ်သုံးပစ္စည်းများကိုစုစည်းထားရှိခဲ့တယ်လို့ဆိုပါတယ် ၎င်းတို့ကိုအရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့များခိုးလုံစရာပစ္စည်းများအရေးပါသည့်တကိုယ်ရည်သုံးပစ္စည်းများနှင့်စားနပ်ရိက္ခာအထောက်ပံ့တို့အတွက်ခွဲဝေသုံးစွဲနေတယ်လို့အသိပေးပါရယ်။ဒါအပြင်မန္တလေးနဲ့အနီးတဝိုက်ဒေသတွေမှာတိသာထင်ရှားစွာရှိနေပြီးထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအခက်အခဲများရှိနေပေမဲ့အကူအညီလိုအပ်နေသူတွေထံရောက်ရှိဖို့အကောင်းဆုံးကြိုးစားလျက်ရှိတယ်လို့လည်း UN မြန်မာကဖော်ပြပါရယ်။ ရှိလာမဲ့ရတရပတ်တွေမှာအကူအညီအများကြီးပိုလိုအပ်လာမှာပါမြန်မာပြည်သူတွေသည်နိုင်ငံတကာအတိုင်းအဝန်တစ်ခုလုံးဤခိုင်မာသောကူညီထောက်ပံ့မှုကိုအခုလက်ငင်းကိုလိုအပ်နေတာဖြစ်ပါတယ်လို့မစ္စတာကော်စီမှထပ်လောင်းပြောကြားထားပါတယ်ကုလသမဂ္ဂအနေဖြင့်လည်းလူသားချင်းစာနာထောက်ထားရေးရင်းနှံများဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့်အကဲဖြတ်ရေးဆိုင်ရာအဖွဲ့များအားမြည်သည့်နေရာဒေသသို့မဟုတ်ထိန်းချုပ်မှုများမရှိဘဲဘေးဒဏ်သင့်သည့်ဒေသများသို့အတားအဆီးမရှိသွားရောက်နိုင်ရေးအတွက်တောင်းဆိုတယ်လို့ဆိုပါတယ်ခင်ဗျာ ဆက်လက်ပြီးအင်ဒိုနီးရှားကမြန်မာငလင်ဘေးဒင်ပြည်သူတွေကိုကူညီဖို့စေလွှတ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ အင်ဒိုနီးရှားလေတပ်တပ်ဖွဲ့ဝင်များနှင့် National Mitigation Agency တာဝန်ရှိသူများကမြန်မာနိုင်ငံရှိငလင်ဘေးတင်များအတွက်လူသားချင်းစာနာမှုအကူအညီများကိုဂျာကာတာမြို့ Helen Pradana Kusu မှာလေတပ်အခြေစိုက်စခန်းရှိ Hakuli C130 တည်ယူပို့ဆောင်ရေးလေယာဉ်မှာ match လ31ရက်ကထည့်သွင်းပြင်ဆင်ခဲ့ကြတယ်လို့သတင်းရရှိပါရယ်။ကယ်ဆယ်ရေးအဖွဲ့ Indonesian Search and Rescue Team INASAR ဟာ ဧပြီလ၁ရက်နေ့မှာမြန်မာနိုင်ငံကိုစတင်ထွက်ခွာမှာဖြစ်ပြီးအကူအညီပစ္စည်းတွေကိုဧပြီလ၃ရက်နေ့မှာပို့ဆောင်မှာဖြစ်တယ်လို့အင်ဒိုနီးရှားနိုင်ငံသားရေးဝန်ကြီးကပြောကြားထားပါတယ်ခင်ဗျာဆလဘီလူသားချင်းစာနာထောက်ထားသောအဖြစ်ကောင်းငင်ကနေဘုံကျဲတိုက်ခိုက်မှုတွေကိုရပ်ပေးတန့်ပေးဖို့ကိုထိန်လင်းမြစ်တာရက်ခံစကားဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။လူသားချင်းစာနာထောက်ထားသောအဖြစ်ကောင်းငင်ကနေဘုံကျဲတိုက်ခိုက်မှုတွေကိုရပ်ပေးတန့်ပေးဖို့ ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းကမတ်လ31ရက်မှာမြစ်တာရက်ခံစကားဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ Fort Wayne ကမြမနွယ်ဘွားမိသားစုများနဲ့တွေ့ဆုံခဲ့တယ်ကျွန်တော်တို့အားလုံးမြမပြည်သူတွေနဲ့ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတယ်ငလင်တန်ကြောင့်အသက်ဆုံးရှုံးသွားသူတွေကုရမဲ့ကယ်ရမဲ့ဖြစ်နေသူတွေအုပ်ပုံတွေအပြက်အစီးတွေကြားအသက်ရှင်ဖို့ကြိုးစားနေသူတွေသူတို့တွေအတွက်ဝမ်းနဲ့ကြေကွဲရပါတယ်။ကြောက်မက်စရာငလင်တန်းကြောင့်ဒုက္ခရောက်နေသူတွေကိုကယ်ဆယ်ဖို့ကြိုးစားနေချိန်မှာ တစ်ဖက်မှာလည်းပြည်သူတွေကိုစစ်တပ်ကဘုံတွေကျဲပြီးတိုက်ခိုက်နေတယ်ဆိုတာကိုမီဒီယာတွေကအချိန်နဲ့တပြေးညီသတင်းပေးနေတယ်။အင်မတန် လူမဆန်တဲ့လောက်ရပါပဲစစ်တပ်ကိုကျွန်တော်မြစ်တာရက်ခံပါတယ်။ လူသားချင်းစာနာထောက်ထားသောအဖြစ်အခုအချိန်မှာကောင်းငင်ကနေဘုံကျဲတိုက်ခိုက်မှုတွေကိုရပ်ပေးပါနိုင်ငံတကာနဲ့အဖွဲ့ပေါင်းစုံကအကူအညီတွေကို ပိတ်ဆို့တားဆီးနေမှုကိုရပ်ပေးပါလို့ကိုထိန်လင်းကဆိုပါတယ်မြန်မာနယ်ပေါင်းမိသားစုတွေထဲဝင်တဲ့အလူငွေတွေကိုအိတ်တူဘာမာကငလင်တန်ကြောင့်ဒုက္ခရောက်သူတွေအတွက်ကူညီဖို့တုံးဆွဲသွားမှာဖြစ်ပြီးတော့ယခုအချိန်ဟာပြည်သူတွေရဲ့အသက်ကိုကယ်ရမယ့်အချိန်ဖြစ်တယ်လို့ကိုထိန်လင်းကဆိုပါတယ် စစ်ကောင်စီကမတ်လ28ရက်နေ့မှ30ရက်နေ့အထိလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုအကျဉ်းရေ17ကြိမ်ပြုလုပ်ခဲ့ပြီးအပြစ်မဲ့ပြည်သူ10ဦးသေဆုံးခဲ့ရပါတယ်ခင်ဗျာဆက်လက်ပြီးမြင်းကလင်းတဘာဝဘေးထောက်ပံ့စာနာကူညီပေးကမ်ပိန်းမှာ၃ရက်အတွင်းမြန်မာငွေကျပ်သိန်းပေါင်း၈၀၀၀ကျော်အထိရရှိခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ ကမ်ပိန်းစတင်ပြီး၃ရက်အတွင်းရရှိခဲ့သည့်သိန်းပေါင်း၈000ကျော်ကိုအချိန်နှင့်တပြေးညီအကူအညီပေးနိုင်ရန်အတွက် SCF မှအ мян ဆုံးလွှဲပြောင်းပေးလျက်ရှိတယ်လို့သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံအရရမ Spring Development Bank အွန်လန်လွှင့်ချီຫນွေဥတီ Spring Crowd Fund ຫນွေဥလူမှုရမုံငွေအသုံးပြုသူပြည်တွင်းပြည်ပပြည်သူများ၏စုပေါင်းပါဝင်မှုများကြောင့်မြင်းကလင်းတဘာဝဘေးထောက်ပံ့စာနာကူညီပေးကမ်ပိန်းမှာ၃ရက်အတွင်းမြန်မာငွေကျပ်သိန်းပေါင်း၈000ကျော်အထိရရှိပြီးနောက်ထပ်လည်းဇက်တိုက်ပါဝင်လှူဒန်းပေးနေကြတဲ့အတွက်ပြည်သူများအားလုံးကိုကျေးဇူးအထူးတင်ရှိကြောင်းဆိုပါတယ် ရရှိထောက်ပံ့ငွေများကိုငလင်ဘေးတင်ဒေတာများအတွက်အ мян ဆုံးကူညီနိုင်အောင်ပထမအကြိမ်ဖြစ်သိန်း2000ကျပ်တိတိဒုတိယအကြိမ်ဖြစ်သိန်း2500ကျပ်တိတိတတိယအကြိမ်ဖြစ်သိန်း2900ကျပ်တိတိတို့ကို Ministry of Humanitarian Affairs and Disaster Management NUG တို့အောင်မြင်စွာလွှဲပြောင်းပေးလိုက်နိုင်ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။ဆက်လက်၍လည်း April 17ရက်နေ့အထိ SCF တွင်စိတ်ချယုံကြည်စွာဝိုင်းဝန်းပေးဖို့လှူဒါန်းနိုင်တယ်လို့လည်းအတိပေးကြေညာထားပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့်တဘာဝဘေးဒဏ်သင့်ပြည်သူများနှင့်အတူအခက်အခဲများရင်ဆိုင်ကျော်ဖြတ်နိုင်ရန် TCSOS မှ320ကျပ်မတီလှူဒန်းသွားမည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ တဘာဝဘေးတန်တဲ့ပြည်သူများနဲ့အတူအခက်အခဲများရင်ဆိုင်ကြဖြတ်နိုင်ရန်တအောင်ရက်ဖက်အဖွဲ့အစည်း TCSOS အနေဖြင့်ငလင်ဘေးတန်တဲ့ပြည်သူများအတွက်အလှူငွေ320ကျပ်မတီလှူဒန်းသွားမည်ဖြစ်ကြောင်းသိရပါဗျ။အင်အားပြင်းငလင်တန်းကြောင့်ပြည်သူလူထုထိခိုက်နစ်နာဆုံးရှုံးမှုအပေါ်တအောင်ရက်ဖက်အဖွဲ့အစည်းများမှဝိုင်းဝန်းကူညီထောက်ပံ့မည့်အစီအစဉ်ထုတ်ပြန်ချက်မှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။လူသားချင်းစာနာထောက်ထားမှုအနေဖြင့်တဘာဝဘေးဒဏ်တင်ပြည်သူများနှင့်အတူအခက်အခဲများရင်ဆိုင်ကြဖြတ်နိုင်ရန် တအောင်းအရက်ဖက်အဖွဲ့အစည်း TCSOS အနေဖြင့်ငလင်ဘေးဒဏ်သင့်ပြည်သူများအတွက်အလူငွေ320ကျပ်မှတည်လှူဒန်းသွားမယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်တအောင်းဒေသရှိနမ်ခမ်း၊ကုခိုင်၊နမ်ဆန်၊ကြောင်မဲ၊မိုးကုံနှင့်နမ်တူမြို့နယ်၆မြို့နယ်တို့တွင် အလူခံဌာနဖွင့်လှစ်သွားမည်ဖြစ်ပြီးပြည်တွင်းပြည်ပအလူရှင်များမာမိတ်အဖွဲ့အစည်းများတဆွမ်းသလောက်တအောင်းအရက်ဖက်အဖွဲ့အစည်း TCSOS နှင့်အတူလက်တွဲကာပြည်သူမှပြည်သူတို့ People to People ဖြင့်ပါဝင်လှူဒန်းပေးကြပါယံတိုက်တွန်းနှိုးဆော်အသည့် းထားပါတယ်ခင်ဗျာခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်နဲ့မင်းစစ်သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ